နွားရမှုသမားကြောင့်ဆောင်ထားတဲ့အန်ဂျယ်လိုကဂျိုစကီရိုလီကမှာနွားရုံနံပါတ်ကိုချားလိုက်ပြီးတော့ channel ကိုထွက်လာတဲ့အချိန်မှာခွေးရှိတွေကိုတန်နေမိလိုက်ပါတယ်။အဲဒီအချိန်မှာထိုမိုကိုကရောက်လာပြီးတော့ဒါအိန်းနီချင်းခွေးရဲ့လက်ချက်မို့လို့ခွေးရှိတွေကိုတင်လာပြီးတော့နောက်နေ့ကျရင်အိန်းနီချင်းရဲ့အိတ်ကက်တွေကိုသွားထည့်မယ်လို့ပြောလိုက်ပါတယ်။ခါတိုင်းလာနေကြလို့မဟုတ်ဘူးလို့ထိုမိုကိုကပြောလိုက်တဲ့အချိန်မှာဒီနေ့တော့အစားထိုးလာပေးရပါလို့အန်ဂျယ်လိုကပြန်ပြောလိုက်ပါတယ်။ထိုမိုကိုကဇီးစားကြောင်းသားမဟုတ်ပေမဲ့နွားနုပလေယာဖောက်ပြီးသားဖြစ်နေရမှာလို့အန်ဂျယ်လိုကအသေးတဲ့ပလင်းကိုပေးလိုက်ပြီးတော့ထိုမိုကိုနှုတ်ဆက်ပြီးတော့ထွက်သွားပါတယ်။တကယ်တော့အန်ဂျယ်လိုကနွားနုပလေနဲ့မှာစတန်ကိုထဲဖွဲ့ထားပြီးတော့တောင်းမိရဲ့လူကိုတတ်ဖို့ကြံစည်ထားပါ။အဲဒီအချိန်မှာအန်ဂျယ်လိုကသူ့ တနင်းမီးရဲ့ကြီးပါရှင်ခွေးကိုတွေ့ဝါမလို့ခွေးရဲ့မျက်နှာကိုကိုက်ဖက်လိုက်ပြီးတော့ခွေးပါရှင်ရဲ့ပါဆက်ထဲကိုသူ့ရင်းနဲ့သူစတန်ကိုပြစ်ထည့်လိုက်ပြီးတော့ကြီးစွာပါပြီးရင်ကြိုးအောင်ကြောင်ပြောရလိုက်ပါတယ်။အန်ဂျယ်လိုကခွေးပါရှင်ကိုတက်လိုက်ပြီးတော့စတန်ကအေးဒနန်ဖြစ်နေရမလို့ရေပိုက်ကရင်တစဉ်ဂျိုးစကီရိုအိမ်ထဲကိုဝင်သွားတဲ့အချိန်မှာထိုမိုကိုကကော်ဖီပြောဖို့ရေခမ်းနေတာပါ။ဂျိုးစကီကဓမြကိုရီးယားစတန်အကြောင်းကိုဂျိုရာရိုပြောလိုက်တာမလို့အေးစတန်ကခန္ဓာကိုယ်ထဲကိုဝင်နိုင်တယ်။ဒါကြောင့်မလို့အိမ်အခုလာခဲ့မယ်။ဘာမှမစားမသောက်နိုင်ဘူးလို့ဂျိုရာရိုကပြန်ပြောလိုက်ပါတယ်။စတန်ကပိုင်ရှီယာအန်ဂျယ်လိုဖြစ်နိုင်ပြီးတော့ဂျိုးစကီရိုအိမ်ထဲမှာပုံနေနိုင်တယ်လို့ဂျိုရာရိုကစဉ်းစားလိုက်တာပါ။ထိုမိုကိုကစပွဲပေါ်ပုံတွေယူကြည့်လိုက်ပြီးတော့ကုန လာတော့နွားနုံပို့သွားမယ်လို့ပြောလိုက်တာမလို့ဂျိုးစကေးကလမ်းကြီးလိုက်တဲ့အချိန်မှာထိုမူကိုရဲ့ပါဇက်တဲကိုရောင်းနေပြီဖြစ်တဲ့အန်ဂျယ်လိုရဲ့စတန်ကိုမြင်လိုက်ရပါတယ်။တခွန်းထဲမှာနောက်တော့ကြားနေရကျွန်တော်မေပါဇက်တဲကိုရောင်းနေပြီ။မိုးရှိမိုးရှိဂျိုးစကေးဝေးဂျိုးစကေးဂျိုးစကေးကကော်ဖီတောက်မလားလို့မေးနေရအမေနာကိုခက်တီတီနဲ့ကတ်သွားလိုက်ပြီးတော့နွားနုံရဲ့တရားပါထိန်ခံလိုက်ပါတယ်။ Crazy Diamond ကအမေကိုဘိုင်းပေါအောင်ထိုးလိုက်ပြီးရတော့မှအန်ဂျယ်လိုရဲ့စတန်ကိုဖမ်းလိုက်ပြီးတော့တခါလေးဟီးပေးလိုက်တာမလို့အမေလုံးတဲ့လူကဘာဖြစ်သွားမှန်းတော့မသိလိုက်ပါဘူး။မိုးရှိမိုးရှိဂျိုးထရုစန် sorry ပါဗျာကျွန်တော်စတန်ကိုဖမ်းမိတာပြီ။ဘာကြီးအဲ့ဒါဘာလို့လဲရမလဲ။ချက်ချင်းလောက်ရပါမလို့စတန်ကိုမျက်စိရောက်ကပြောင်းမခံနိုင်လို့ဂျိုရာတို့ကပြောလိုက် က်ပြီးတော့ Joske ရဲ့ကိုသွားဖို့ကားထဲကိုဝင်လိုက်ပါတယ် Joske ကအကြောင်းမသွားတော့မယ်နဲ့ baseball game ကိုထိုင်ဆောင်းနေပြီးတော့ပလင်းကိုဇက်တိုက်လောက်ခေါက်နေရမလို့အင်ပြေမှာရှိနေတဲ့ Angelo ကဒေါရရဲ့ထွက်နေပါပြီအဲ့ချိန်မှာ Joske ရဲ့ဖိုးကလှုပ်ပြီးလို့အင်ပြေလာတော့ Angelo ကတွေးလိုက်ပြီးတော့အသက်ဆန်းတဲ့နေတော့ပထမဆုံးကျူးလွန်ခဲ့တဲ့အမှုမှာသူ့ကိုဖမ်းပြီးတော့ထောင်ထဲထည့်ခဲ့တဲ့အရာရှိစွာမှတ်မိသွားမှာလို့ကလဲစားချေဖို့ဆုံးဖြတ်လိုက်ပါတယ်အကြောင်းမသွားပဲဘာလို့နေရလဲလို့တနက်နေ့ချိန်ပြီးမင်းနေရဲ့ဖိုးအဲ့တဲ့တယောက်ကိုစောင်းနေရလို့ Joske ကပြန်ပြေးလိုက်တော့တနက်ကအတူဤဆိုတဲ့အကြောင်းဖိုးကပြောရလိုက်ပါတယ်ဂျိုစကီက baseball game ကိုပေးလိုက်ပြီးတော့သတင်းဖွင့်လိုက်တဲ့အချိန်မှာတေးခဲမပေါ်တဲ့လူတီလောင်းချောင်းတွေပါလာတာမို့ လို့မော်ရီယိုမျိုးလေးမှာအနေအရှိရတဲ့ဇုံတွေကပေါင်းနေအောင်ခံစားမိရလို့ဖိုးကပြောလိုက်ပါတယ်။အဲ့ချိန်မှာဂျိုတာရောက်လာမလို့ဂျိုစကေးကဗလင်းမောင်းနာကိုသွားတဲ့အချိန်မှာဂျိုစကေးရဲ့ဖိုးကလှုပ်လှုပ်ပြီးရမကအနေငယ်ကိုမိဝဲတဲ့အကြောင်းသိရတဲ့အန်ဂျယ်လိုကစတန်ကိုတုံးပြီးတော့ဂျိုစကေးဖိုးတောက်လို့ရှိရရဲတရံဖန်တီးလိုက်ပါတယ်။ဂျိုတာရောကပလင်းကိုယူခဲ့တဲ့အချိန်မှာဖိုးကသေသွားပြီးတော့ဂျိုစကေးကြည့်မနေရမလို့ဖိုးကသေသွားရလို့အန်ဂျယ်လိုကပြောလိုက်ပါတယ်။ဂျိုစကေးကစိတ်ထိုးပြီးတော့ခရစီဒိုင်းမွန်းနဲ့အန်ဂျယ်လိုကစတန်ကိုထိုးလိုက်ပြီးမဲ့အရေးတရံဖြစ်နေရမလို့ထွက်ပြေးလွတ်မြောက်သွားပါတယ်။ဂျိုတာဝင်တိုင်းဝင်လာတဲ့အချိန်မှာဒီတန်ကမပြောဘဲတော့ပါလို့ပြောပြီးတော့ဂျိုစကေးက crazy diamond နဲ့အဖိုးကိုဟီးလိုက်ပြီးတော့ဒိ ဲအားလုံးကောင်းအောင်လို့ပြောလိုက်ပါဒါပေမဲ့ဂျိုးစကေထင်သာသလိုအဖိုးကထမလာမလို့သူကငယ်လေးကြီးကလူတကာကိုကူပေးခဲ့ဖို့ကမလို့ဒဏ်ရာပျောက်သွားပြီဆိုတာသိရလက်အောင်မလုပ်ပါနဲ့လို့ပြောနေမိမယ်အဖိုးကထမလာတော့ပါဘူးဂျိုးစကေကျွန်တော်သေချာတယ်ဗျဒဏ်ရာတွေအားလုံးကကောင်းအောင် လူရီကကဘာကြီးကိုဖြတ်စည်းနေကြဆိုပေမဲ့မင်းကတော့ကဘာမှာအကျဉ်းသာဆုံးပါပါကိုပိုင်ဆိုင်တာပဲဂျိုးစကီဒါပေမဲ့လူတယောက်ကတေသွားပြီဆိုလို့ရှိရင်တော့ဘလူးစတန်မျိုးနဲ့မဆိုပြန်ခေါ်လို့မရတော့ဘူးနောက်ဆုံးကတော့ဂျိုးစကီကဂျိုးရာပြောတာကိုနားထောင်လိုက်ပြီးတော့အဖိုးကတကယ်ပဲတည်ဆုံသွားရဲဆိုတဲ့အကြောင်းကိုလက်ခံလိုက်ပါတယ်အဖိုးက35နှစ်လုံးလုံးတာဝန်ကြီးရဲ့ရဲကောင်းတယောက်ဖြစ်ခဲ့ပြီးတော့အခုဖြစ်နေတဲ့လူသက်မှုတွေကအန်ဂျယ်လိုလက်ချက်ဆိုတာကိုသိနေခဲ့ပါတယ်အန်ဂျယ်လိုကလူသက်တာကိုဝါသနာပါနေတာနောက်ထပ်လည်းထပ်ပြီးတက်နေအောင်ပါပဲနောက်ထပ်တက်မဲ့လူကမင်းနဲ့မင်းမိဖြစ်ဖို့များတယ်ဂျိုးစကီကအဖိုးကိုနားယူခိုင်းလိုက်ပြီးတော့အဖိုးရဲ့ကိုစားမော်ရီယိုမျိုးလေးကိုကောက်ရမယ်လို့ကတိပေးလိုက်ပါတယ်အဲ့လိုနဲ့ ဲ့အဖိုးရဲ့ဇာပနာပြီးဆုံးသွားတဲ့အချိန်မှာတော့ထိုမိုကိုကအဖေကိုလွမ်းဆိုးသတိရနေပါတယ်။ကိုစီကသတင်းမေးဖို့ရောက်လာခဲ့ပေမဲ့ဂျိုးစကီကဘသူနဲ့မှတွေ့ချင်သေးမှမဟုတ်ဘူးလို့တွေးပြီးတော့အင်ုံတယောက်တည်းလမ်းလျှောက်ပြန်သွားပါတယ်။ဂူရာတို့ကရေပိုင်ကောင်းတဲ့အကုန်လုံးလိုက်ပိတ်လိုက်ပြီးတော့ဘူးလေးရရှိကိုပဲတောက်ခိုင်းပါတယ်။ဂျိုးစကီမင်းမေရောမျိုးရင်ပူရိုင်းနေရောချိန်နေဘလို့လဲ။စောက်ကျုံနဲ့ကောင်းတာပေါ့ဗျာကျွန်တော်တော့မထွက်ပါဘူးကျွန်တော်စောင်းရဲတည်ငြိမ်နေပါတယ်။အော်။အင်း အင်းပါဒါနဲ့မင်းရဲ့နှကန်ငါထိုးလိုက်လို့ရတဲ့အတိုင်အခုဒီမပြောက်သေးပါလားမင်းရဲ့စတန်ကကိုကိုမကုနိုင်ဘူးလားဟုတ်တယ်မကုနိုင်ဘူးအဲ့ဒါဆိုအန်ဂျယ်လိုကမင်းရဲ့ကိုတဲကိုဝင်ပြီးတော့ကလီစာတွေကိုဆွဲဖဲလိုက်ရင်ဘယ်လိုလုပ်မလဲတေယုံပေါ့ ABK ဂျိုဒါအောင်နဲ့ဂျိုစကေတို့ရဲ့အခြေအနေကိုအန်ဂျယ်လိုကမုတ်ဖက်တို့စာမချာလာလေးတောက်ပြီးတော့တိမ့်ပင်ဘွားကနေမန်မလူးနဲ့လေးလာနေပါတယ်အန်ဂျယ်လိုကဒီနားလေးရောက်ခဲ့တယ်ဟာ ဒီကောင်အခုထိမလှုပ်ရှားသေးဘူး၃ရက်တောင်ရှိနေပြီဘာလို့စောင့်နေရမှာလဲအဲဒီအချိန်မှာမိုးရွာလာတာမို့လို့ဂျိုဒါရောကမိုးအကြောင်းကိုစဉ်းစားမိလိုက်တော့အန်ဂျယ်လိုဝက်စတန်ဂျိုဒါရောဘောရောက်နေပါပြီနားထဲဝင်ဖို့လုံးနေရမို့လို့စတာဘလက်တီနဲ့ထိုးလိုက်ပြီမဲ့ပြေးလို့လို့မှမဟုတ်ဘူးလို့ပြောပြီးအင်းထဲကိုဝင်သွားပါတယ်ဂျိုဒါရောဂျိုစကီရိုအင်းထဲကိုရောက်လာတဲ့အချိန်မှာတော့အန်ဂျယ်လိုကရေနွေးတွေတဲထားပြီးတော့ရေပိုင်ခေါင်းတွေအကုန်လုံးဖွင့်ချထားတာကိုတွေ့လိုက်ရပါတယ်တကယ်တော့အန်ဂျယ်လိုကဂျိုဒါရောရေတောက်တာကိုစောင့်နေရမဟုတ်ဘဲနဲ့သူ့ရဲ့စတန်အရေးကနေသွာလာလှုပ်ရှားလို့ရရမို့လို့မိုးရွာရဲ့နေကိုစောင့်နေရပါဒါပေမဲ့အန်ဂျယ်လိုဝက်စတန်ကငွေသဏ္ဍာန်ထဲမှာလှုပ်ရှားလို့ရနေရမို့လို့ဂျိုဒါရောကဂျိုစကီကိုရှောင်ဖို့ပြောလိုက်ပါတယ်ဂျိုစကီက လည်း crazy diamond နဲ့ bling နဲ့ဖမ်းဖို့စူးစမ်းပေမဲ့အဝေးတွေအများကြီးဆိုတော့ဖမ်းလို့မရပါဘူးဂျိုဒါရောကမိဖို့ကြောင့်တည်းကနေထွက်ကြဖို့ပြောလိုက်ပြီးမဲ့တရင်လုံးကိုရေဝင်းအောင်ခေါင်ဖို့ပေါက်တွေဖောက်ထားမှလို့ဘယ်လိုသောသားလုံးချောမှာမဟုတ်ဘူးလို့ဂျိုစကီကပြောလိုက်ပါတယ်အဲကြလို့ကရေနွေးတွေပါဖွင့်ပြီးတော့ငွေတွေထွက်အောင်လုပ်ထားမှလို့တရင်လုံးဘယ်နေရာပဲသောသားရေတွေရောငွေတွေရောနဲ့မလုံးချုံတော့ပါဘူးရေကိုသုံးပြီးရဲ့ stand ကဒီလောက်ထိအောင်ဒုက္ခပေးနိုင်မယ်လို့မထင်တာခဲ့လို့ဂျိုဒါရောကပြောနေတဲ့အချိန်မှာဂျိုစကီကရည်နေရမလို့ဂျိုဒါရောကဘာလို့ရည်နေရလဲလို့မေးလိုက်တော့ဖိုးအသက်တော်ကလူသက်သမားကနီးနားမှာရှိနေလို့ဖြေလိုက်ပါတယ်ဘိုးကကြီးခြုံထားတဲ့အန်ဂျယ်လိုကဂျိုစကီရိုးတွေကိုမန်ဘလူးနဲ့ကြည့်ပြီးတော့လှုပ်ရှားနေတာပါအန်ဂျယ်လိုက ဂျိုရာတို့တိုက်ခိုက်ပြီးမဲ့ Star Plus ညထိုးလိုက်မှလို့မန်နေဂျာတွေကိုဝေမပြောက်ခဲ့သွားရင်ဒီလိုချိန်တွေကနေဘလို့ရုံးထွက်ကြမလဲလို့ဂျိုရာတို့ကဂျိုစကေကိုမေးလိုက်ချိန်မှာဂျိုစကေကနိုင်ယောင်ဖောက်လိုက်ပြီးတော့တခြားကဲကိုကူးလိုက်ပြီးမဲ့အဲ့ခဲမှာလည်းအငွေးထုတ်တဲ့စက်ကြီးကရှိနေပါတယ်အဲ့လိုနဲ့အငွေးရရတဲ့စင်အန်ဂျယ်လိုဝက်စတန်ကဂျိုစကေရဲ့ပစက်တွေကိုရောက်ထွားမှလို့နိုင်ဝိုင်းလိုတွေးလိုက်ပါတယ်ဂျိုရာတို့ကဂျိုစကေကိုစိတ်ပူသွားပြီးမဲ့ဂျိုစကေကဘာဖြစ်မလဲ Crazy Diamond ကိုထိုးပြီးတော့ပစက်ထဲမှာရှိတဲ့လက်ရည်ကိုဆွဲထုတ်လိုက်ပါတယ်ဂျိုစီကကောင်းရရင်တော့ sorry ပါကျွန်တော်ကြိုသိလို့လက်ရည်တစ်ခုကိုမျိုးချတာဂျိုစကေကပရင်းဘောက်ကိုဖွင့်လိုက်ပြီးတော့စတန်ကို Crazy Diamond နဲ့ရန်လိုက်တဲ့အချိန်မှာတိမ်မပေါ်မှာဘုန်းနေတဲ့အန်ဂျယ်လိုကလွန်းထွက်သွားတာကိုဂျို ူရာတို့ကမြင်လိုက်ရပါတယ်။အန်ဂျယ်လိုကကြောက်လန့်ပြီးတော့ထွက်ပြေးဖို့လုံးနေပြီမယ်။နောက်မှတော့ဂျိုးစကင်းနဲ့ဂျူရာတို့ကရောက်လာပါပြီ။အန်ဂျယ်လိုကထွက်ပြေးပြီမယ်။စတန်ကဖမ်းခံထားရဆိုတော့မောက်ဝကြီးလဲကြပါပါတယ်။အန်ဂျယ်လိုကကိုလဲကြသေးမှာကြောက်နေပြီးတော့သူဟာသေမင်းကြတာရဲ့ယာဆိုသားတယောက်ဖြစ်ပြီမယ်။ဂျိုးစကင်းကမှသူ့ကိုတတ်ပိုင်ခွင့်မရှိဘူးလို့ပြောနေပါတယ်။ဂျိုးစကင်းရဲ့ဖို့တတ်ခဲ့ရမှန်ရင်ပဲဂျိုးစကင်းကသူ့ကိုတတ်လိုက်မယ်ဆိုရင်သူ့လိုပဲယာဆိုသားဖြစ်သွားမှာလို့ပြောနေချိန်မှာခရစ်စီတန်းဘောကအန်ဂျယ်လိုရဲ့လက်ကိုထိုးလိုက်ပြီးတော့တခါလဲဟီးလိုက်တာမို့လို့လက်နဲ့ကြောက်တော့ကရောပါပါတယ်။မင်းကငါရောဂျိုးတာရောစံရောတတ်မှာမဟုတ်ဘူး။ဒါပေမဲ့ထောင်ထဲကိုပြန်သွားဖို့မစင်းစားနဲ့။ဂျိုးစကင်းကသူကမင်းပိုင်မယ်။အန်ဂျယ်လိုကဂျိုးစကင်းရဲ့ဖို့ပါ ါဝင်တက်ခဲ့တဲ့လူတွေအားလုံးအတွက်ထာဝရပြည့်ကိုခံရမယ်လို့ဂျိုးစကေကပြောလိုက်ပြီးတော့ခရစ်စီဒိုင်မွန်းနဲ့နောက်မှရှိတဲ့ကြောက်တုံးကြီးစီကိုအန်ဂျယ်လိုထိုးလိုက်ပြီးတော့ဟီးလိုက်တာမို့လို့အန်ဂျယ်လိုနဲ့ကြောက်တုံးကြီးကတသားတည်းဖြစ်သွားပါတယ်။အဲ့လိုနဲ့ဒီကြောက်တုံးကြီးကိုအန်ဂျယ်လိုကြောက်တုံးလို့ခေါ်ပြီးတော့မော်ယိုမျိုးဟာအတွဲ့ချင်းတွဲ့ရဲ့နေရာဖြစ်လာပါတယ်။ဂျိုးစကေကလည်းဖိုးပါဝင်ပြင်းမရှိတဲ့လူတွေအားလုံးအတွက်ကလေးစားချေပေးပြီးရမယ်လို့ကြေညာသွားပါတယ်။ episode 2ကဒီမှာပဲပြီးသွားပါတယ်။ကျေးဇူးအားပေးတဲ့ကျေးဇူးပါဘရို။